အတွေ့အကြုံရဲ့မလေးရှားအထူးကယ်ဆယ်ရေးတပ်ဖွဲ့ SMAT ဟာစကိုင်းမြို့မှာစတင်ကူညီနေပြီဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံရဲ့မြင်းကလင်းတဘာဝဘေးမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့မလေးရှားနိုင်ငံကဆင်လုပ်ခဲ့တဲ့ Smart Tin MAS 01အထူးကယ်ဆယ်ရေးတပ်ဖွဲ့ဟာမြန်မာနိုင်ငံကိုရောက်ရှိပြီး24နာရီအတွင်းကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်မဲ့သခိုင်းမြို့ကိုရောက်ရှိခဲ့ကြောင်း ်ရောက်ရှိရှိခြင်းကယ်ဆယ်ရေးအခြေခံစခန်းကိုတည်ဆောက်ခဲ့ပြီးတပ်ဖွဲ့မှုဟာဒေသဆိုင်ရာတဘာဝဘေးအရေးပေါ်အကူအညီပေးရင်းစီမံခန့်ခွဲမှုဆိုင်ရာတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြောင်းအဆိုပါအဖွဲ့ထံကသိရပါဗျ။ Smartin MAS 01အထူးကယ်ဆယ်ရေးတပ်ဖွဲ့ဟာမြင်းကလေးဘေးကြောက်ရောက်ခဲ့တဲ့ဒေသနှစ်ခုမှာမြင်းကလေးဘေးကြောက်ရောက်ခဲ့တဲ့နိုင်ငံထံကနေအခွင့်အရေးတစုံတရာမလိုအပ်ဖြစ်၁၄ရက်ဇက်တိုက်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အထူးလေ့ကျင့်ထားတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။ပိမိနေသူတွေကိုအထူးကရိယာတွေအသုံးပြုရှာဖွေကယ်ဆယ်ခြင်းအပါအဝင်နိုင်ငံတကာကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာအတွေ့အကြုံများတဲ့တပ်ဖွဲ့လည်းဖြစ်ပြီးတပ်ဖွဲ့မှာဆေးဘက်ဆိုင်ရာဆရာဝန်တွေကျန်းကျင်သူတွေလည်းအဖွဲ့ဝင် င်အဖြစ်လိုက်ပါလာတယ်လို့သိရပါဗျ။ဒါပြင်အဖွဲနဲ့အတူ9တန်လော်ရီက20ဟိုင်းလက်စ်ကတစ်စီးအပြင်ကုညီကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းတန်30ခန့်ကိုလည်းတည်ဆောင်လာတယ်လို့သိရပါဗျ။